ဘလွန်ချင်ညီကိုရဲအားလုံးပဲမင်္ဂလာပါလို့နောက်ဆုံးဆက်သပါရယ်ညီကိုရောအားလုံးနေကောင်းချမ်းချမ်းသာကြပါစေခနေ့မှာတော့ကျွန်တော်ကတောက်ကြညပွဲစဉ်ဘလွန်၄ပွဲရှိတယ်ဒီ၄ပွဲကိုကျွန်တော်ပြောပြချင်တယ်ဘလွန်ဂျီနိုအာလက်ချီလက်ပါမတ်အလာဘက်နင်းစနဲ့အော်စီပြီးရင်ကျွန်တော်တို့စိန့်ပေါ်လီနဲ့ဟော်ဝင်းဘလွန်ဒီပွဲစဉ်တွေကိုပွဲကျွတ်သုံးသပ်ပေးပါမယ်ပထမအဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဂျီနိုအာနဲ့လက်ချီပွဲကိုရင်သုံးသပ်မယ်ဘလွန် ဒီဘွဲတင်မှာတော့ဂျီနိုနာတင်းက level 90ရှုံး၉ပေါင်းနှလုံး30နိုင်ဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော်ကျွန်တော်လက်ရှိဇယံအနေထားကိုကြည့်ရမယ်ဆိုရင်ဂျီနိုဝါအင်ရှင်ကအသင်းဆက်နှစ်မှာရှိတယ်9ပွဲနိုင်7ပွဲတည်10ပွဲရှုံးရကူ26ပေးကူ36ကိုရှိရဗောနော်32နံပါတ်ရှိတယ်လက်ရှိအသင်းကတော့အသင်း16မှာရှိတယ်ဗောနော်6ပွဲနိုင်9ပွဲတည်15ပွဲရှုံးရကူ20ပေးကူ46ကိုရှိရဗောနော် ဆိုတော့ရှင်ကျွန်တော်ဒီမှာလက်ရှိအသင်းရဲ့လက်ရှိကျွန်တော်ကာရဖောင်ကြည့်ရမယ်ဆိုလို့ရှင်တော့သူဆော့ခဲ့တဲ့၅ဘွဲပေါ့နော်၅ဘွဲတည်တုံးဘွဲရှုံးတည်ကြတာဘိုလော့ညာမွန်ဇာတည်ဆော့ထားတယ်ပေါ့နော်ဥဒင်းနဲ့တို့ဖီရင်တီနာတို့အီဖီမီလန်တို့သူရှုံးထားတာတွေ့ရတယ်ဘူအောက်၄ချိန်ဘူပေါ်၄ချိန်ကြထားတယ်ပေါ့နော်ဂျင်နိုအသင်းရဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့တဘွဲနိုင်၃ဘွဲတည်တဘွဲရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်အဒီ၅ဘွဲလုံးမှာဘူအောက်ချထားတာလည်းတွေ့ရတယ် ကျွန်တော်အတက်နိုင်ထားတာတော့မနက်စီက2:00ရှိမှ Empoli 11ကက်ကရီယာ2:00ပေါ့နော်ရှုံးနိုင် Inter Milan 1:00ပေါ့ဗျာဒီနှစ်သင်းရဲ့ပထမအကြော့ကိုကြည့်မယ်ဆိုရင်တော့ပထမအကြော့မှာအကြီးကြီးဆိုတာရလနဲ့ပြီးထားတာတွေ့ရတယ်ပေါ့နော် head to head အပိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်9ချိန်ရှိတယ်ပေါ့နော်အိမ်ကွင်း away ကွင်းဒီနှစ်သင်းပေါ့နော်ဒီ9ချိန်မှာဆိုရင်3ချိန်9ပေါ့ကြာထားတယ်2ချိန်က9ပေါ့ကြာထားတယ်ပေါ့နော်အင်ရှင်အသင်းဖြစ်တဲ့ဂျီနိုကအဲကျွန်တော်2ချိန်နိုင်ထားတယ်ဒီချိန်ကတော့လက်ချီနိုင်ထားတယ်ပေါ့နော် ာဏနာကျင်ကတော့တည်ကြထားတာလည်းတွေ့ရတော့ဘောနော်ဒီပွဲစဉ်ရဲ့နိုင်ငံရောင်းမှာတော့ဂျင်တော်အား90ရာခိုင်နှုန်းလက်ချီက92ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတော့ဘောနော်ဒီနေရာမှာပြောစရာရှိတာကကျွန်တော်လက်ချီအသင်းက AC Milan နဲ့ပွဲမှာဆိုသူတို့အရင်ဆုံးဂိုးတွေစပြီးသွင်းခဲ့ရပေါ့ဗျာနဂိုးရခဲ့ဘောနော်အစောပိုင်းမှာသူတို့နဂိုးရတယ်ပြီးမှနောက်ကျဂိုးတွေနဲ့ကျွန်တော်ရှုံးသွားတယ်ပေါ့ဗျာအပွဲအဆင်မှာဆိုတော့တော်တော်လေးကောင်းပါတယ်လက်ချီအသင်းဒါပေမဲ့နောက်တန်းကလည်း နောက်တန်းလဲကွာသလိုကျွန်တော်ကစားသမိုင်းအင်အားကြီးတာကွာတယ်ဗောနော။ဂျီနိုအတင်းရတော့တိတဲ့တိုင်မှာစကရီယာတွေဝမ်းဝမ်းဗောနော။ဆော့ခဲ့တယ်ဗောနော။ဂျီနိုအတင်းတိုက်စစ်ကတော်တော်လေးကောင်းတာတွေ့ရတယ်ဗောနော။ဆော့လာကျွန်တော်ဒီပွဲစဉ်ကို WS ဘက်မှာကြည့်ရမယ်ဆိုရင်တော့ WS ဘက်မှာဖွင့်ထားတဲ့ပေါက်ကြီးကတော့ကျွန်တော်တို့ Boating to Scorers ရိုင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တထောင်လောင်းလို့ရှိရင်ဒီပွဲစဉ်မှာပေးထားတာကတော့ တထောင်လောင်းရင်နှစားရမယ်။နိုးကိုရိုက်မှဆိုရင်တထောင်လောင်းရင်600ရရမယ်ပေါ့နော်။မိနစ်60အတွက်တော့မှဖြစ်မဲ့ဂူပေါင်းကြီးကိုကြည့်ရမယ်ဆိုရင်နှလုံးနဲ့ပဲပြီးသွားမယ်ပေါ့ဗျာ။11လားဒါမှမဟုတ် 2C နဲ့ပြီးမလားပေါ့အဲ့လိုပုံစံမျိုးပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်45မိနစ်အတွက်တော့ဂူပေါင်းကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့45မိနစ်အတွက်တော့ဂူပေါင်းကြီးကတော့ဒီပထမပိုင်းမှာဂူမရနိုင်ဘူးဆိုတော့ခြေကိုဖွင့်ထားတာလည်းတွေ့ရတယ် လက်ချီအတင်းလဲကျွန်တော်တို့ဘူးမရနိုင်ဘူးဗျာအဲ့လိုပေါက်တဲ့မျိုးဖွင့်ထားတယ်ဒုတိယပိုင်းမှာတော့နှစ်တင်းထက်တင်းတော့ဘူးတွင်းမယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ဗောနော်ဆိုဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာဗောနောအဝတ်တင်ဖြစ်တဲ့လက်ချီပဲစိုက်တယ်ဗျာလက်ချီမကောင်းအောင်ကျွန်တော်သိတယ်ဒါပေမဲ့လက်ချီတောက်လျှောက်ကျွန်တော်တို့ဗောနောနိုင်ပွဲတွေပျောက်ထားတဲ့သုံးပွဲစားလက်ချီပြီဗျာတည်ရတော့ကြဆင်းပြီလို့ထင်တယ်ဗောနောအဲဆိုကျွန်တော်လက်ချီရွေးချယ်တယ်ပြီးရင်ဂူပေါင်းအောက်ကိုရိုက်ကြည့်ဗောနောနှလုံးအောက်ပေါ့ဗျာကျွန်တော်ဝိုင်းစွဲရိုက်မယ်ညီကိုတွေကတော့ under 3.5ကိုရိုက်ကြည့်ပါလို့ ဆံပေးခြင်းပါလေ။ဂျာမန်ဘွန်ဒက်စ်လီဂါကျွန်တော်စိန့်ပေါ်လီနဲ့ဟော့ဖိုင်းပေါ့နော်ဒီပွဲစဉ်မှာတော့စိန့်ပေါ်လီရဲ့အသင်းက level 40ရှုံ9ပေါင်းနှလုံး50ရှုံပေးထားတွေ့ရတယ်။ဒီနှစ်သင်းရဲ့ဇာတ်အနေထားကိုကြည့်ရမယ်ဆိုရင်တော့အရှင်အသင်းဖြစ်တဲ့စိန့်ပေါ်လီကအဆင့်15မှာရှိရပေါ့နော်6ပွဲနိုင်4ပွဲသေရ15ပွဲရှုံရကို19ကိုပေးကို30ရှိတယ်ပေါ့နော်ဟော့ဖိုင်းအသင်းကတော့အဆင့်73မှာရှိတယ်။၆ဘွဲနိုင်၈ဘွဲတေး၁၁ဘွဲရှုံထားတယ်ဗောနဟော်ဖိုင်းကတိုက်စစ်ကောင်းတယ်၃၂ကိုရကို ဒီကို48ခုရှိပါတယ်ဒီနှစ်သိန်းရဲ့ပထမအကျော်တုန်းကတော့ကျွန်တော်စိတ်ပေါ်လေးအသိန်းကဘဖိုင်ကွဲမှာ 2G ဆိုရရလာနေနိုင်တာတွေ့ရတာပေါ့နော်လက်ရှိကျွန်တော်တို့စိတ်ပေါ်လေးအသိန်းရဲ့ကာရဖောင်5ဘွဲကိုကြည့်ရမယ်ဆိုရင်တော့4ဘွဲရှုံးတစ်ဘွဲတည်ကြီးပေါ့နော်အဲရှုံးတဲ့ဘွဲစင်းနေမှာဆိုလုံးဝကိုမတွင်းထားပေါ့နော် light shape prime band mines dotmon ဆိုတဲ့အသိန်းတွေကိုရှုံးထားတာတွေ့ရတယ်6ဘွဲသက်9အောက်ကျထားတာလည်းတွေ့ရတာပေါ့နော် ဟောဖိုင်ရင်အတင်းကိုချိရမှာဆိုဟောဖိုင်ရင်အတင်းရလက်ရှိကာရော့ဖောင်၅ဘွဲကိုချိမှာဆိုနှစ်ပွဲနိုင်နှစ်ပွဲတည်းတစ်ပွဲရှုံးထားတယ်ပေါ့နော်။ဂိုးအောက်၃ချိန်ဂိုးပေါ်၂ချိန်လဲကြာထားတာတွေ့ရတယ်ပေါ့နော်။ဒီဒီနှစ်တင်းဟက်တူဟက်ပေါ့နော်ကျွန်တော်ဆော့ထားတဲ့၃ဘွဲရှိတယ်ဗျာအဲ့ဒါကတော့ကျွန်တော်ဟောဖိုင်ရင်ကတစ်ချိန်နိုင်တယ်စိန့်ပေါ်လီကတစ်ချိန်နိုင်တယ်တစ်ချိန်ကတည်ကြာထားတာတွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်းရနိုင်ကြရနှုန်းမှာတော့စိန့်ပေါ်လီက63ဟောဖိုင်ရင်က32ဆိုမှပြီးထားတာတွေ့ရတယ်ပေါ့နော်။ အခုနောက်ပိုင်းကျွန်တော်ဒီဟောက်ပိုင်းကတော်တော်လေးပြန်ပြီးခြေသွန်းနေနေလာတာမျိုးလည်းမြင်နေရတယ်ပေါ့နော်ဒီနဲ့တင်းကကျွန်တော်တို့ပေးထားတဲ့ wine swap ပုံချီမှကြည့်ရမယ်ဆိုရင်တော့ bottom to score yes ကို1000လောင်းရှေ့ရပေးထားတယ်မိုးရိုက်မယ်ဆိုရင်တော့1000လောင်းရင်အာကျွန်တော်900ရမယ်ပေါ့နော်မင်းက90တော်တယ်မှာဖိမကူပေါင်းကြီးကိုကြည့်မယ်ဆိုရင်အနည်းဆုံးနှလုံးကနဲ့၃လုံးထိရောက်မယ်ပေါ့ဗျာ။မင်းက90တော်တယ်မှာပေါ့နော်ကျွန်တော်စိတ်ဖို့လေးအတင်းအနည်းဆုံး၃လုံးတော့ပဲရမယ်ဆိုတော့ခြေဖွင့်ထားတယ် ော်ဖိုင်ကလည်းအတူတူပါပဲမိနစ်60အတွက်အတွင်းမှာတလုံးဝရမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပထမပိုင်းရဲ့ဂိုးပေါင်းခြေကိုကြည့်ရမယ်ဆိုရင်ပထမပိုင်းမှာတလုံးတော့ထက်ခဲမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ဒုတိယပိုင်းကိုကြည့်မယ်ဆိုရင်တော့ဒုတိယပိုင်းမှာဂိုးတွေအပြန်အလှန်တွင်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒါဆိုရင်တော့ဝမ်းမှာဒီလိုမျိုးပုံစံမျိုးဖြစ်မယ်ဆိုတော့ခြေမျိုးဖွင့်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာအောက်အတင်းဖြစ်တယ်ဗောနော်ဝိုင်းကြိုက်တယ်ပြီးလို့ရှိရင် wide spread ရိုင်းမိကြီးပေါ်တယ်ဘော်တင်းနုစကောရဆိုတာရိုက်ကြည့်ဗောနော် ပိန်လာလီကပွဲစဉ်28ပေါ့ဗျာဒါလက်ပါမစနဲ့အလာဘက်စုပွဲစဉ်ပေါ့ဗျာဒီပွဲစဉ်မှာတော့အဝေးခွင့်အသင်းဖြစ်တဲ့အလာဘက်ကလည်းပဲ30ရှုံ9ပေါင်းနှလုံး30ရှုံပေးထားတွေ့ရတယ်ဒီနှစ်တင်းရဲ့ဇယားရတိမှုကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့အပေါ်အောက်ပေါ့ဗျာအင်းရှင်အသင်းဖြစ်တဲ့လက်ပါမစကအစဉ်19မှာရှိရပါတော့6ပွဲနဲ့6ပွဲတည်း15ပွဲရှုံထားတယ် အလာဘတ်ကအဆင့်78မှာရှိတယ်6ဝဲနိုင်10ဝဲတည်73ဝဲရှုံးပေါ့နော်နမပဲกว่าတယ်ဗျာပထမအကြော့မှာတော့ကျွန်တော်တို့ဒီအလာဘတ်အတင်းက2ကြီးဆိုတဲ့ရလနဲ့သူ့ကွဲမှနိုင်ထားတယ်လည်းတွေ့ရတယ်ပေါ့နော်တရှိကျွန်တော်လက်ပန်းမှာအတင်းရဲ့ကာဖောင်9ဝဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့4ဝဲရှုံး2ဝဲတည်ရေပေါ့ဗျာရှုံးတဲ့ပွဲစဉ်နေမှာဆိုလို့ရှိရင်တော့ကျွန်တော်မာယော့ကာဘာစီလိုနာရက်ဘက်တစ်ပေါ့နော်သူအတင်းကိုရှုံးထားတယ် nó à là bé của chị à mà số lượng nó à là bé là chị cara phòng phải nó đã quay này nó quay tiền nó quay xong thà nó lấy tiền gua cho thà được gì nhanh gua khi thà là tùy thà nó là chị đi nãy tên hai tuổi hết của chị à mà số lượng nó công nhận chị đã nó là ba mà được gì này đấy à cả được gì này đấy được gì ngay tiền trả là tốn tiền nó gua cho thà tùy thà nó đi nãy tên này gì à nó mà nó là ba mà cả ông rằng အလားဘက်က44ဆုံးမှာပေးထားတာတွေ့ရတယ်ပေါ့နော် wines ဘက်မှာကြည့်ရမယ်ဆိုရင်တော့ wines ဘက်မှာ voting group score ကို90ပေးထားတယ် no တော့ကျွန်တော်တို့တစ်ထောင်လောက်900ပေးမယ်ဆိုမှဖွင့်ထားတယ်ပေါ့နော်မိနစ်60အတော်တမြန်ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့နှလုံးထဲနဲ့ပြီးမယ်ဆိုတော့ကြည့်ဖွင့်ထားတယ်နှလုံးသလုံးနဲ့နှလုံးကြားမှာပဲရှိမယ်ဗျာဒီပွဲကဒီလိုရှိရင်မိနစ်60အတော်တွင်းမှာကျွန်တော်လက်ပါမှာစပင်မန့်ကိုကတော့အနည်းဆုံးတစ်လုံးတော့မှခက်ခဲမယ်ဆိုတော့ခြေမျိုးဖွင့်ထားတယ်တစ်လုံးတော့ပဲပေါ့ဗျာ အလားပဲအတင်းကတော့မနေ့90ရက်တော့တမအနည်းဆုံးတစ်လုံးလောက်ရမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပထမပိုင်းရဂူပေါင်းကြီးတွေကိုကြည့်ရမယ်ဆိုရင်တော့ပထမပိုင်းမှာတော့ကျွန်တော်ဂူရဖို့တော့မလွယ်ဘူးဆိုတော့ခြေဖွင့်ထားတယ်ဒုတိယပိုင်းရဂူပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့ဒုတိယပိုင်းမှာတော့အနည်းဆုံးကျွန်တော်1 v 1 1လောက်တော့ဖြစ်မယ်ဆိုတော့ခြေဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဆိုလက်ရှိကျွန်တော်သိတဲ့အတိုင်းပဲလက်ပါမစကတော့တောက်လျှောက်ကျွန်တော်နိုင်မယ်လည်းပြောက်တာတော့ကြာပြီပေါ့နော် ဘလိုပဲနဲ့ဒီပွဲဆိုင်မှာကျွန်တော် ancient အသင်းဖြစ်တဲ့ဗောနော်လက်ပါမစပယ်ကြိုက်တယ်လက်ပါမနဲ့ဂူဘောင်အောက်ကိုစိုက်တယ်ဝိုင်းစပယ်ရိုင်းမှာညီကိုရဂူဘောင်တောင်းအောင်အောက်ကိုရိုက်ကြည့်ဗောနော် under 3.5ပွဲပြင်တလီဂူဝမ် nins နဲ့ or share ဒီပွဲဆိုင်မှာတော့ nins ကအလုံးတည်ပေးထားတဲ့ဂူဘောင်က3039နိုင်ဆိုတာဖွင့်ထားတာတွေ့ရတယ်ဒီကအနေထားကိုကြည့်ရမယ်ဆိုရင် nins ကတော့အဆင့်3မှာရှိကြဗျာ champion league ဝင်ခွင့်တနေရာရထားတယ်ပေါ့နော်အခု ဘုရားထဲမှာဝင်နေတယ်73ဘွဲ့နိုင်9ဘွဲ့တည်5ဘွဲ့ရှုံထားတယ်ပေါ့နော်ဟောရှဲအတင်းကတော့အစဉ်7မှာရှိတယ်10ဘွဲ့နိုင်9ဘွဲ့တည်10ဘွဲ့ရှုံပါဗျာဒါကြောင့်ကျွန်တော်ဇေယအနေထားကိုအိမ်ခွင့်အနေထားကိုကြည့်ရမယ်ဆိုရင်အင်းကအိမ်ခွင့်မှာ10ဘွဲ့နိုင်3ဘွဲ့တည်10ဘွဲ့ပဲရှုံထားတယ်ပေါ့နော်အရှေ့ရောအဝေးဘက်မှာဆိုရင်အသင်ဖက်ငားမှာရှိရ9.9ပွဲတည်10ပွဲရှုံထားတယ်ပေါ့နော်ပြီးကူလည်းတော်တော်များတာတွေ့ရတယ်လက်ရှိဒီနေ့တင်းရဲ့ပထမအကြော့မှာဆိုအရှေ့က2-1ဆိုမှသူ့ င်ခွဲမှာနိုင်ထားတယ်ဗောနော်လက်ရှိ nins အသင်းရဲ့ carabao 9ဘွဲကိုကြည့်မှဆိုရင်တော့၄ဘွဲနိုင်တဲ့ဝိုက်ရှုံ lands ကိုနိုင်တယ် lihava ကိုနိုင်တယ် montpellier ကိုနိုင်တယ် saint etienne ကိုနိုင်ထားတာတွေတွေ့ရတယ်ဗောနော်ကျွန်တော်ဘူအောက်ကတော့နှစ်ချိန်ဘူအောက်ဆို၃ချိန်ကြာထားတာလည်းတွေ့ရတယ်ဗောနော်ဟောရှဲအသင်းရဲ့လက်ရှိ carabao 9ဘွဲကိုကြည့်မှဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲသေတဲ့ဝိုက်ရှုံဘူဘော၃ချိန်ဘူအောက်နှစ်ချိန်ကြာထားတာလည်းတွေ့ရပါတယ်ဒီနှစ်သင်းနိုင်ဂျီယာနောမှာတော့ nins က နင်းတဲ့တဲ့ဘယ်နိုင်မယ်ဆိုမှကျွန်တော်ပေးထားတာပေါ့နော်69ရာခိုင်နှုန်း head to head အနေထားကိုကြည့်ရမယ်ဆိုရင်တော့များများဆက်စားတော့မရှိဘူးဟိုအရင်ကအောင်းနေတော့ရှိရပေါ့နော်အဲ့ဒီချိန်တော့တရေတွေစားထားတာတွေ့ရတယ်ဝမ်းဝမ်းဝမ်းဆိုတဲ့ရလာတဲ့ဆက်ထားတာတော့တွေ့ရတယ်ပေါ့နော် one swap one swap ရဲ့ကျွန်တော်ဘူပေါင်းကြီးတွေ body ကြီးတွေကိုကြည့်ရမယ်ဆိုရင်တော့ one swap မှာ protein to square ကို1000လောက်ပြင်ရပေးထားတယ် no ကိုတော့နှစပေးထားတာလည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာ protein to square တက်တယ်ဗျာ ဘာလို့ဆိုရင်အပြန်လန်ဂိုးတွဲမဲ့ခင်တယ်ဗောနော်ပြီးလို့ရှိရင်ဘူပေါင်းကြီးကိုကြည့်မဲ့ဆိုရင်အနည်းဆုံး၃၀၀လောက်တော့ဖြစ်သွားမယ်ဆိုတော့ခြေဖွင့်ထားတယ်မိနစ်60အတွက်တွဲမှာကျွန်တော်နင့်ဆက်ခင်ကအနည်းဆုံးနှလုံးထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပြင်းမနေ90တော်တွင်းမှာ or share အသင်းကအနည်းဆုံးတစ်လုံးလောက်ပဲရမယ်ပေါ့ကြာ2ဝက်လောက်နဲ့ပြီးမယ်ဆိုတော့အတိတ်ပဲမျိုးပေါ့နော်ဒီလိုဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ပထမပိုင်းရဲ့ဂူကောင်းကြီးကိုကြည့်မယ်ဆိုရင်တော့ပထမပိုင်းမှာတော့ကျွန်တော်အနည်းဆုံးနဲ့တင်းထက်တဲ့တင်းတစ်လုံးတွင်းမယ် ုတိယပိုင်းရဲ့ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့ဒုတိယပိုင်းမှာတော့အနည်းဆုံးနှလုံးတော့ပြရအောင်လို့ဆိုတော့ခြေဖွင့်ထားတာပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကအောက်တင်ပြတာ or share body ကြိုက်တယ်ဗျာ or share ကြိုက်တယ်ပြီး body news for yes ထိုးဖို့အကြံပေးခြင်းပါတယ်ဂိုးပေါင်းအပေါ်လဲကြိုက်တယ်ပေါ့နော်ဂိုးပေါင်းအပေါ်လဲကြိုက်သိမိပါတယ်ဒီကိုရောအားလုံးဘောလုံးနဲ့ပေါက်ကြပါစေချမ်းမှချမ်းသာကြပါလေဗျာအကြိုက်မတူဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့ကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ် last like subscribe comment ပေးတဲ့ညီကိုတိတ် အလုံးကိုကျွန်တော်တို့ဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျာ